Kysse lang kid vi har kæd jo nei ne Bello dui a me kæd yin sai tæt den nei ne Men bede chit dui da Ring up ေတွန်းတော့လိုက်လေတာရွက်ဒီကောင်ကိုချူပေးလာမယ်မမေမနာပါအောင်သားရဲ့မမေနာလိုက်ရင်တားကိုတမီတို့ထမင်းစောင်းဝင်နောက်ကြသွားမှာပေါ့ရပါတယ်မမေရဲ့မမေအဘမပြရတဲ့ဘူးလားအမေပြန်လာမှာပေါ့တမီရဲ့တမီတို့ပြပေးရလေအလုပ်တွေသွားလုပ်ပြီးတမီတို့တွေပတ်စံနေအများကြီးတွားရှာနေတာ ။နမေကိုစိတ်ကူပေးမလို့လား။ဘာတော့တာ။အဲ့ဆိုနမေကမဟုတ်တယ်မြားစားရတော့မှာလား။ဟုတ်တယ်မြားမစားရတယ်နေပါစေနမေရဲ့။ဒီပြီအလုပ်ကြီးနည်းနည်းလေးပဲတော့ပါပြီ။အင်းပြန်လာပြောပြပါလား။ ထင်ကြတယ်ဘာလို့လာလဲမသိဘူးမမေးသွားကြည့်လိုက်အောင်မယ်နော်နောက်သမီးတို့ဒီမှာနေခဲ့ကြအောင်ဟုတ်ကဲ့ ဘသူများလဲရှင်အမဥအောင်ကိုရဇနီးလားမသိဘူးကျမနဲ့မေယာမိခန့်ခင်မှာဟုတ်ပါလေကျမအမနဲ့စကားခဏလောက်ပြောချင်လို့ကျမအချိန်နည်းနည်းလောက်ပြီးလို့ရမလား အမောက်ကြီးရတာတော်တော်နေမကောင်းဖြစ်နေတဲ့ပုံပဲဟုတ်ဒီလိုလိုက်လာရတာရောအဆင်ပြေရဲ့လားဟုတ်ကဲ့ပြေးပါလေပြောစရာရှိရတာပြောပါရှင်ကျမကလေးတွေရှိမှမပြောချင်လို့အခုလိုမျိုးခေါ်ထုတ်လာခဲ့ရတာပါ ကျမနာမည်ကမေခန့်ခင်ပါတော်ဝင်ကုမ္ပဏီရဲ့ CEO တယောက်ပါကျမအခုလိုမျိုးကုမ္ပဏီရဲ့နာမည်ကိုထည့်ပြီးပြောရတယ်ဆိုတာလည်း ခုလိုမိတ်ဆက်မှကျမကိုလွယ်လွယ်ကူကူသိမယ်ထင်လို့ပါဟုတ်ကဲ့သိပါပြီဘုတနေ့ရတော့ကုမ္ပဏီကိုရောက်ခဲ့ပါလေတဲ့ဩဟုတ်တယ်ကျမအမအောင်မြင်လိုက်တယ်အငယ်ဦးမေဟိတ်နဲ့စကားပြောနေရမှလားဟုတ်ပါလားရှင်အဲ့ဒီငွေရေးကြေးကိစ္စကြောင့်ရောက်လာတာဆိုရင်ကျမမပြောစရာစကားမရှိပါဘူးရှင်ရှင် ချစ်မအမျိုးသားမိသားစုပေါ်မှာတာဝန်ကျေတဲ့သူတယောက်ပါချစ်မကိုဆေးကုပေးခြင်းနဲ့စိတ်ရမိသားစုကိုပြည့်စုံထားခြင်းနဲ့စိတ်ကြောင့်ဒီလိုလိုရမျိုးလုပ်ခဲ့တာဖြစ်မှာပါရှင်ခဏလေးခဏလေးအမပြောရတယ်ကိုချစ်မဘာတစ်ခုမှနားမလဲဘူးဥအောင်ကဘယ်ငွေတွေကိုအလွဲသုံးစားလို့လို့အမဘယ်ပက်စံတွေကိုပြန်ရော်ပေးရမှာလဲချစ်မယောက်ျားကုမ္ပဏီရဲ့ငွေတွေကို အလွဲသုံးစားလုပ်ခဲ့တာလေဘသူကပြောတာလဲတထေးဦးမေဟင်းကပြောတာပါထေးဦးမေဟင်းဆိုတာတခြားသူတော့မဟုတ်ပါဘူးကျမတို့မိသားစုပေါ်မှာဆဆရရကောင်းပြီးထောက်ပံ့ပေးနေတဲ့သူတယောက်ပါအဲ့လိုလူတယောက်ပေါ်မှာ ကျမအမျိုးသားဒီလိုလုံရမျိုးလုပ်ခဲ့တော့ကျေးဇူးရှင်ကိုကျေးဇွတ်တယ်ဆိုပြီး စိတ်ဆိုးသွားတာပါပဲရှင်။ကျမတို့အပေါ်မှာထောက်ပံ့နေတာလေအကုန်လုံးကိုလေဆက်တွက်ဖြတ်သွားပါပြီ။ဒါဆိုအမမျိုးသားအခုဘယ်မှာလဲ။ကျွန်တော်တကယ်မသိပါဘူးရှင်။ဘယ်ရောက်လို့ဖေပေါက်နေမှန်းသာမသိဘူး။အဆက်တွေကိုတကယ်မရတာပါ။အမအမကိုကျမအမှန်တိုင်းပြောပြမယ် အခုလိုမျိုးပြောချင်လို့လဲကျမဒေတိလိုက်လာခဲ့တာပါတကယ်တော့ဦးအောင်ကဘယ်ကုမ္ပဏီရဲ့ငွေကြေးကိုမှလွဲသုံးစားမလုပ်ထားပါဘူးသူကတတ်တတ်အတုံးချခံဖြစ်နေရတာပါမမမဖြစ်ခံပြောတာတကယ်လားရှင်ကျမဒီကုမ္ပဏီကိုအုပ်ချုပ်နေတဲ့တတိတယောက်ပါကုမ္ပဏီမှာငွေကြေးအလွဲသုံးစားရှိတယ်ဆိုရင်ကျမသိရမှာပေါ့အခုကကုမ္ပဏီမှာဘယ်ငွေကြေးအလွဲသုံးစားမှုမှမရှိပါဘူး တကယ်တော့ဒီကိစ္စတွေအားလုံးကိုကြိုးကင်နေတာဥမေဟိမ့်ပါဥအောင်ကိုထောင်ထဲရောက်တဲ့ကိစ္စအောင်အခုအိမ်ကနေပြောင်းနေတဲ့ကိစ္စတွေအားလုံးကဥမေဟိမ့်စနက်မကင်းပါအောင်ရှင်ဟုတ်အဆိုင်ကျမရောက်ကြပါမရှိလဲဆိုတော့မမေခန်းသိလိုက်ကျမလည်းအဲ့ဒါကိုပဲသိချင်နေတာပါအခုဥအောင်ကိုဘယ်မှာလဲဆိုတာအမတကယ်မသိဘူးလား 这把就给我弟保险，得给我们弟拿吧。妈咪看，这把有招给吗？这把没打对吧？你都没事，妈咪了吗？妈咪看，姑娘没玩了，这把有招，姑娘没招吧？我先，这把没打对给吗？这把姑娘别把没买，那谁？这把有招，这把有你，这把了。 ။အမ။အမတရရလာပြီ။ဘယ်လိုလဲ။နေတာထိုင်တာရှိရဲ့လား။အမကျမရဲ့အခြေအနေကိုဆရာဝန်ကြီးတွေပြောပြလို့ကျမသိရပြီပါပြီ။အမဘာမှအာမငယ်နဲ့နော်။အမအမြင်ဆုံးနေကောင်းကျမလာအောင်လို့ကျမကူတာပေးပါမယ်။ ကျွန်မရဲ့ဒါနဲ့သမီးအမဒါနဲ့သမီးလားကျွန်မစိတ်ချရတဲ့ညီမလေးကိုလှုပ်ပြီးတော့ယာယီဆောက်ရှောက်ခိုင်းတာပါတယ်အခုအမခေါင်းထဲမှာထည့်ထားရမှာအမအမြန်ဆုံးနေကောင်းချမ်းမာလာဖို့ပဲကျွန်မတည်ထားပေးတာပါမရဲ့တည်ထားပေးတာဆိုလို့ရှိရင်လည်းဘာလို့ခွဲစိတ်ကူတာမို့အမြန်ဆုံးမခံယူရတာလဲအမအခုဆေးရုံမှာ ကုံကြမဲ့ဆေးဘွားကတွေရောခွဲစိတ်ကူတမဲ့ကုံကြစိတ်တွေအားလုံးရောကျမတာဝန်ယူပေးမယ်နော်မဘာမှအားမငယ်နဲ့မအားတင်ထားရပဲနော်မမီကောကျေစုမြတ်တမရှင်အမရေနေမကောင်းတဲ့လူကဘာလို့ငုံနေရတာလဲအခုအမဘေးမှာကျမလည်းရှိရဲ့ ။ပြီးတော့အကောင်းဆုံးကုသပေးမယ့်ဆရာဝန်ကြီးတွေလည်းရှိရဲ့လေ။နော်။အမအမြန်ဆုံးနေကောင်းပြီးတော့ဆေးရုံဝါဆေးနိုင်တဲ့အထိအေးဆေးဆေးကုသမှုခံရုံပဲလေနော်။ပြီးတော့အမသားနဲ့သမီးကိုလည်းအခုဂယုဆိုင်ပေးမယ့်လူရှိနေတာပဲ။နော်။အမဝမ်းမနေပါနဲ့။ချမဝမ်းတော်လို့မြည်ချာပါရှင်။ချမခုလိုခုနေပြန်မမိခေါ ကျေးဇူးများဟိုက်တက်ပါတယ်နော်ရပါတယ်မိုင်ကျမရှိပါတယ်မဘာမှအားမငယ်နဲ့နော် ဟယ်လိုကိုနေနနမကျွန်တော်မဖုန်းနဲ့တောက်လျှောက်ခေါ်လိုက်ရတာဗျာတနေ့လုံးဘာတွေလုပ်နေအောင်စိတ်ပူလိုက်ရတာစိတ်ပူအောင်လုပ်မိရအတွက် sorry ပါနော်ကျွန်မဒီနေ့တနေ့ကိုစေးုံမှာအလုပ်တွေရှုံနေရတဲ့ဖုန်းလာတာတော့မတိလိုက်မိဘူးစေးုံသွားရလဲဟုတ်လားဘာဖြစ်လို့လဲကျွန်မဘာမှမဖြစ်ပါဘူးဦးအောင်ကိုယ်ရဲ့မိမကိုလိုက်ပို့ပေးတာဩတော်သေးတာဗောကျွန်တော်လည်းအဲ့ကိစ္စမေးရုံမလို့ပဲဟိုညနေကဦးအောင်ကိုမိမနဲ့တွေ့ရအဆင်ပြေခဲ့လား အဆင်ပြေတယ်ပဲပြောရမလားမပြေဘူးပဲပြောရမလားမသိတော့ပါဘူးသူ့မိမရဲ့အခြေအနေကအရင်ဆိုးနေပြီဒီနေ့တောင်စေုံလိုက်ပို့ပြီးတော့သူစေကူတာမဲ့ကုန်ကြစိတ်တွေအားလုံးတာဝန်ယူပြီးကုတာပေးဖို့အတွက်ဆုံးဖြတ်ထားတယ်ဟာအဲ့လောက်တောင်ဆိုးနေရလားအဲ့လိုပဲပြောရတော့မှာပေါ့မနေ့ဖြန်တာ operation လုပ်ဖို့အတွက်အားလုံးစီစဉ်ပေးခဲ့ပြီမဟိုအဲ့ဒါဆိုသူ့ယောက်ျားနဲ့ပတ်သက်ပြီးတော့သူဘာမှမသိဘူး ပြီးတော့သူတိထားတာတွေအလုံးကလည်းအမားတွေကြီးပဲဦးအောင်ကလည်းသူ့မိမကိုဆက်သွယ်မလုပ်ဘူးတကယ်လို့ဦးအောင်ကသာထွက်ပြေးသွားပြီးတော့သူ့မိမလည်းတခုခုလွဲချော်သွားခဲ့လို့ရှင်ချိန်ခဲ့တဲ့သူ့ကလေးနေဟောက်ကိုဆက်ပြီးတာဝန်ယူပေးဖို့အတွက်ဆုံးဖြတ်ထားတယ်။မာအဆုံးထိတွေးတာပြီယောဒီလိုမျိုးတွေဖြစ်လာပြီဆိုတော့လည်း မတွေးထားလို့ကလည်းမရတော့ဘူးလေပြီးတော့ဦးအောင်ကလည်းသူ့မိသားစုကိုဆက်သွယ်လို့ဖို့ကလည်းဘလို့မှမမဖြစ်နိုင်တော့တာမဦးအောင်ကိုနဲ့တွေ့ချင်လားကျမအတွက်တိတ်အရေးကြီးတဲ့သူပဲလေတွေ့ချင်တာပေါ့ဦးအောင်ကထွက်ပြေးသွားမှာမဟုတ်ဘူးတရားဥပဒေထိန်းသိမ်းတာချင်းကိုခံရတာဟိုတကယ်လို့မတွေ့ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်စီစဉ်ပေးရမှာပေါ့